မင်္ဂလာပါရှင်ဒီနေ့ဆက်ပြီးရှင်းပြပေးမှာကတော့တတမရန်တင်ချအတွဲတက်ကအခန်း3စာမျက်နှာ33မှာရှိတဲ့3တတမတတမလေးပဲဖြစ်ပါတယ်အဲ့တော့အပိုင်းကိန်းများကိုမများဖြင့်ပေါ်ပြခြင်းအပိုင်းကိန်းတစ်ခုကိုကိန်းမြင့်အသုံးပြု၍များဖြင့်ပေါ်ပြနိုင်သည့်ပုံ3တတမနှစ်တွင်ပေါ်ပြထားသောများသည့်မူလမှတ်တွင်စပြီး one one mind do တဲ့ဆုံးပြီတဲ့အဲ့တော့မူလမှတ်ဖြစ်တဲ့ဒီကနေစပြီးတော့မှ one one mind do မှာဆုံးပါတယ်တဲ့ထူအများကြီးအလျားသည်တနှစ်ပိုင်းတစ်ပိုင်း unit ရှိ၍လက်ရာဘက်သို့ဦးလဲ့နေသည်အဲ့တော့ဒါကတော့ unit အဖြစ်တနှစ်ပိုင်းတစ်ပိုင်း unit ရှိတဲ့လက်ရာဘက်ကိုဦးလဲ့နေမယ်တဲ့ဒါကတော့ဆရာမတို့စီဒီအပိုင်းကိန်းတွေကိုကိန်းရဲ့အသုံးပြုပြီးတော့ဖော်ပြတာဖြစ်တယ်နောက်တစ်ခုက3.3တွင်မှနှစ်တွင်စပြီးတော့မှနှစ်မှာစမယ်ပြီးတော့မှ3 နှစ်ပိုင်းတစ်ပိုင်းနဲ့ဆုံးနဲ့များနှစ်ကနဲ့ဆမယ်ပြီးတော့မှသုံးနှစ်ပိုင်းတစ်ပိုင်းမှဆုံးမယ်ဒီလိုသူကတက်ဝက်ဝက်လိုက်တယ်ဒီဘက်ကနှစ်ပိုင်းတစ်ပိုင်းဒီဘက်ကနှစ်ပိုင်းတစ်ပိုင်းအဲ့တော့သုံးနှစ်ပိုင်းတစ်ပိုင်းမှဆုံးနဲ့များသည်ဒါကတယူနဲ့ဒီဘက်ကတက်ဝက်ဆိုတော့1 1.2ကိုဖော်ပြကြည့်နှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြတယ် ရပြီနော်အဲ့တော့အချက်ပါပုံ3.2နှစ်နှစ်3.3လို့နိုင်ရှင်ကြည့်ပါကအများဤဆက်မှတ်နဲ့ဆုံးမှတ်တို့မတူညီကြတော့လဲတို့ဒီပထမပုံမှာဆိုရင်ဒီမှာ0မှာစတယ်မူလမှတ်မှာစမယ်နောက်တစ်ခုကကြတော့2ကနေစတယ် သူတို့ရဲ့စမတ်တွေစုံမတ်တွေမတူညီဘူးဒါပေမဲ့မြားနှစ်ခုစလုံးရဲ့အလဲရာဒီ1 1.2 unit ဆိုတော့ unit ကအတူတယ်လက်ရာဖက်တို့ဦးလဲနေကြတော့ကြောင်းထို့များတို့ဒီအပောင်းအပိုင်းကိန်းပမာဏ112အဖော်ပြနေကြောင်းမှတ်သားနိုင်ပါသည်တဲ့သူတို့ကအပောင်းအပိုင်းကိန်းပမာဏ7နှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြနေပါတယ်တဲ့ အဲ့ဒါကထိုးကြောင်အပိုင်းကိန်းတစ်ခုကိုမူလမှတ်မှတ်ဆ၍ထိုးအပိုင်းကိန်းနဲ့သွဲဖက်ထားသည့်အမှတ်၌ဆုံးသောများတစ်ခုတွင်ဖော်ပြနိုင်ပါသည်။ကျိုက်နှစ်တက်ရာအမှတ်တစ်ခုမှဆ၍၎င်းများနှင့်အလျားတူဥလဲ့ဘက်တူသော များတစ်စင်းဖြင့်ထိုးအပိုင်းကိန်းကိုဖော်ပြနိုင်ပါသည်။အဲ့တော့မူလမှတ်ကလည်းစပြီးတော့မှကိုဖော်ပြခြင်းနဲ့အပိုင်းကိန်းကိုဖော်ပြလို့လည်းရသလိုကျိုက်တဲ့အမှတ်ပေါ့နော်ကျိုက်နှစ်တက်ရာအမှတ်တစ်ခုယူပြီးတော့အဲ့ဒီကလည်းစပြီးတော့မှ ခုနကများနဲ့တူတဲ့အလျားတူတဲ့ဥလဲဘက်လည်းတူတဲ့များဒစင်းကိုဖော်ပြရတဲ့အပိုင်းကိန်းတစ်ခုကိုအဲကျွန်တော်ကအဲ့ဒီအပိုင်းကိန်းကိုဖော်ပြရတဲ့များကိုဆွဲလို့ရတယ်ပုံစံအတွက်တက်မှာဆိုရင်တက်နိုင်စပြီတက်ကနေစမယ်ဆိုတော့ဒီမှာတက်ကစမယ်နှစ်၃ပိုင်း၂ပိုင်းကိုပေါ်ပြတဲ့များအဲ့တော့များတွေကိုဒီလိုမျိုးဆွဲလိုက်တဲ့ခါမှာဒါကအစမဲ့များကောင်းရှိတဲ့နေရာဒီအဆုံးမဲ့ ဟုတ်ပြီနော်အဲ့ခါကျတော့ကျွန်တော်တို့ဒီတက်ကနေစရဲဆိုတော့ဒါအစာမက်ဖြစ်သွားပြီနှစ်၃ပိုင်း၂ပိုင်းကိုဖော်ပြမယ်ဆိုတော့ဒီကနေပြီးတော့ရေးလိုက်မယ်ဒါတယူနှစ်နှစ်ယူနှစ်၃ပိုင်း၂ပိုင်းဆိုတော့သူ့ကို၃ပိုင်းပိုင်းမယ်တနှစ်၃၃ပိုင်းပိုင်းမှ၂ပိုင်းဆိုတော့ဒါဒီ၃၃ပိုင်း၂ပိုင်းကိုဖော်ပြထားတယ်ဟုတ်ပြီနော်၃၃ပိုင်း၂ပိုင်းကိုဖော်ပြရဲများဖြစ်တယ်ဒါကကြတော့ရပြီလား လေ့ကျင့်ခင်သုံးသမလေးကိုကြည့်အောင်နံပါတ်၁မှာကျတော့နေ့နှစ်ပိုင်းတစ်ပိုင်းလိုက်စပြီးအပိုင်းကိန်းသုံးနှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြတော့အများကိုဆွဲ၍ဆုံးမဲ့ဤတန်ဖို့ဖော်ပြပါဆိုတော့ဆရာမတော်ကနေ့နှစ်ပိုင်းတစ်ပိုင်းကိုရှာမယ်အဲ့တော့နှစ်ကဒီမှာရှိတယ်နှစ်ပိုင်းတစ်ပိုင်းဆိုသူ့ရဲ့တဝက်ဒီလိုလေးအဆက်ကလေးတွေနဲ့ဆံမတို့ဒီလိုလေးဆွဲလိုက်မယ်အဲ့ခါကျတော့ဒါဘယ်နေရာလဲဆိုတော့နှစ်နှစ်ပိုင်းတစ်ပိုင်းနေရာဒီလိုလေးရှိလိုက်မယ်ဟုတ်ပြီနော်အဲ့ဒီနေရာကနေစမှာဆိုတော့ဒီနားမှာ အစမတ်ကကျွန်တော်ခုနပြောသလိုဒါကအစမဲ့ဒါကအဆုံးမဲ့ညာကောင်းရှိရဲ့နေရာအဆုံးမဲ့ဟုတ်ပြီအဲ့ဒီကနေစမယ်ဆိုတော့သူကဖော်ပြချင်တာ၃နှစ်ပိုင်းနှစ်ပိုင်းဒီအပေါင်းဂိမ်းဖြစ်တဲ့အတွက်ကြောင့်ညာကောင်းဒီဒီဘက်ကိုလဲမယ်ဟုတ်ပြီနော်ညာဘက်ကိုလဲမယ်ဆိုတော့ဒီဘက်ကိုသွားမယ်၃နှစ်ပိုင်းနှစ်ပိုင်းဆိုတော့ဒါကနှစ်ပိုင်းနှစ်ပိုင်းရသွားပြီ၃ဆိုတော့အခါကျတော့၁၂၃။အဲ့တော့ဒီမှာ၃ unit ဒါကနှစ်ပိုင်းနှစ်ပိုင်းဆိုတော့၃နှစ်ပိုင်းနှစ်ပိုင်း unit ရပြီဆိုတော့ဒီနေရာမှာဒီ ဒီကနေပြီးတော့ဆရာမတို့ဆွဲရမယ့်များကဒီနေရာမှာရှိပြီ။ဟုတ်ပြီနော်။အဲ့တော့ဒါကကြတော့၃နှစ်ပိုင်းတစ်ပိုင်းကိုဖော်ပြတယ်။အဲ့တော့ကိုလူချင်းသားဒီတစ်ခါကအဆုံးမက်ကိုလူချင်းနေဆိုတော့ဆုံးမက်ဤတန်ဘူးဆုံးမက်ဤတန်ဘူးက6ရပြီနော်။ နောက်တစ်ခုကြည့်မယ်။တစ်၃ဘိုင်းတစ်ဘိုင်းမှာစမယ်။ဟုတ်ပြီ။အဲ့တော့စမတ်ကိုတည်သွားပြီဆိုတော့တစ်၃ဘိုင်းတစ်ဘိုင်းကိုရှာမယ်။အဲ့တော့0 1 1ပြီးတော့မှဒီဘက်က သုံးပုံပုံမယ်။သုံးပုံပုံမှာတစ်ပုံဆိုတော့ဒါလေးပေါ့နော်။အဲ့ခါကျတော့ဒီလိုလေးအမှတ်ကလေးလုပ်ထားလိုက်မယ်။ဒီနေရာကဘယ်နေရာလဲဆိုတော့ဆရာမတို့ရှာထားတဲ့1 3ဘိုင်း2ဘိုင်းနေရာဖြစ်တယ်။အဲ့ဒီနေရာဒီအစမှတ်ဆိုတော့ခုနဆရာမပြောသလိုဒီနေရာမှာအစမှတ်ရှိမယ်။များကောင်းလीဒီဘက်မှာရှိမယ်။စပြီးတော့မှ3နိုင်ဆုံးတော့မြား3မှာဆုံးမယ်တဲ့အဲ့ဆိုဒီနေရာအဆုံးဒီနေရာကအဆုံးဆိုတော့ဒီနေရာဒီလိုလေးလာမယ် သုံးနိုင် ဆုံးသောများသည့်အပိုင်းကိန်းတန်ဖိုးကိုဘယ်အပိုင်းကိန်းတန်ဖိုးကိုဖော်ပြပါသလဲတဲ့အဲ့ဒါဆိုရင်ဖော်ပြတော့အပိုင်းကိန်းတန်ဖိုးဒီဒီရာကတယူနှစ်ဒီဘက်မှာက၃ပိုင်းတစ်ပိုင်းကဒီဘက်ကဖြစ်သွားပြီဆိုဆရာမတို့ဒီဘက်မှာ၃ပိုင်း၂ပိုင်းပဲရှိတယ်၃ပိုင်း၂ပိုင်းရှိမှဆိုတော့ဒီဘက်ကတယူနှစ်ဆိုတော့၁၃ပိုင်း၂ပိုင်းရှိတယ်အဲ့ဒါကြောင့်မလို့ဆရာမတို့ခုဖော်ပြလိုက်တဲ့ဒီများရဲ့တန်ဖိုးဒီ၁၃ပိုင်း၂ပိုင်းဖြစ်မယ်ညပြီနော်နံပါတ်3က9နိုင်ဆုံးပြီး ငါးမှဆုံးမယ်တော့ခုနလိုမျိုးကလေးတို့တိထားရမှာဒီမြောင်းလေးလိုဆွဲလိုက်လို့ရှင်ဒါကအစမဲ့မြားကောင်းရှိတဲ့နေရာလေးအဆုံးမဲ့တကယ်လို့ဒီလိုလှည့်ထားတယ်ဆိုရင်ဒါကအစမဲ့မြားကောင်းရှိတဲ့နေရာကအဆုံးမဲ့အဲ့တော့ငါးမှဆုံးမယ်ဆိုတော့ငါးနေရာမှာဒီမဖြစ်နိုင်မလဲဆိုတော့မြားရှိနေမယ်ဟုတ်ပြီနော်ငါးနေရာဒီမြားရှိနေမယ်ပြီးတဲ့အခါမှာသူက အပိုင်းကိန်းနှစ်၃ပိုင်း၄ပိုင်းကိုဖော်ပြမယ်အပိုင်းကိန်းနှစ် 3ပိုင်း4ပိုင်းကိုဖော်ပြမယ်ဒီတဲ့ခါကျတော့ဆရာတို့အဲ့ဒါလေးကိုကြည့်မယ်ဒီနေရာမှာများဆိုတော့ဒါက1ဒါက2 4ပုံပုံ3ပုံဒီဘက်ကိုကြည့်အောင်မယ်ဒါဆိုသူ့ကို1 2 3 4 4ပုံပုံလိုက်တဲ့ခါကျတော့1 2 3 3ပုံအဲ့တော့ဒီ3ပုံဆိုတော့ဒီနန်းလေးရနေစမယ်ဒါအစမတ်ရှိမဲ့နေရာဒီဒီလိုမျိုးထိတ်ကလေးတစ်ခုရှိမယ်အဲ့တော့များလေးဆွဲလိုက်တဲ့ခါမှာဒါကကျတော့ဆံမတို့ပြလိုက်တဲ့2 လေးပိုင်း၃ပိုင်းကိုဖော်ပြတယ်။ဟုတ်ပြီလား။နေ့လေးပိုင်း၃ပိုင်းကိုဖော်ပြတယ်။ဗမာစရလဲဆိုတော့ငါ oh sorry ငါမှာကဆုံးမယ်ဒီဘက်မှာစမယ်။အဲ့တော့ကိုလိုချင်တာကကြတော့စမှတ်ကဲတန်ဖိုးကိုဖော်ပြရမယ်။စမှတ်ကကြတော့ဒီနေရာဒီနေရာဆိုတာဒီဘက်နေရာလေးကိုကြည့်မယ်။နှစ်နှစ်ပြီးတဲ့အခါကျတော့ဒါဒီလေးပိုင်းပိုင်းပြီးတော့၃ပိုင်းကဒီဘက်မှာဆိုတော့ဒါကလေးပိုင်းပိုင်းပြီးတော့၃ပိုင်း။အဲ့ဒါကျတော့၄ပုံပုံ၃ပုံကဒီလောက်ဖြစ်သွားပြီ။ဒီဘက်ကတော့1 အခါကျတော့လာမှာဒီ1 1 my 4ဆိုတော့လာမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ sorry ဒီဘက်က1ဒီဘက်က1ဆိုတော့2 1 my 4ဆိုရင်လာမယ်ဟုတ်ပြီလား2 1 my 4ဒီတော့3တက်တက်မှ7တက်တက်မှ9ကိုသွားမယ်အပိုင်းကိများပေါင်းချင်းနှုတ်ချင်းတို့ကိမြင်ပေါ်ရင်ဖော်ပြချင်းကိမြင်ပေါ်ရင်အပိုင်းကိများပေါင်းချင်းနှုတ်ချင်းပြုလုပ်ရတဲ့အတွက်အောက်ပါအဆက်များအတိုင်းဆောင်ရွက်ပါတယ်ဟုတ်ပြီဆမရော ခုနကတော့ကိမြင်းပေါ်မှာအပိုင်းကိနေကိုဖော်ပြတာပဲရှိတယ်ဒီတစ်ခါတော့ကိမြင်းနဲ့အပိုင်းကိနေပေါင်းမယ်လို့မယ်အဲ့တော့ a နဲ့ b တို့အပိုင်းကိများဖြစ်ပါစေ a နဲ့ b တို့ကအပိုင်းကိနေဆိုရင် a + b a နဲ့ b ကိုပေါင်းမယ် a + b ကိုကိမြင်းပေါ်မှာရှာရန်အောက်ပါအဆင့်အတိုင်းပြုလို့ရပါမယ်တဲ့အဲ့တော့အဆင့်1မှာဘာလုပ်ရမလဲဆိုတော့စာမတ်ကိုမူလမှတ်တွင်ထား၍လက်ရာဖက်တို့အပိုင်းကိ a ကိုဖော်ပြတော့များတစ်ခုဆွဲပါအဲ့တော့ပုံကိုအရင်ကြည့်လိုက်ရအောင် အပိုင်ကိအေကိုထားပြီးတော့မှညာဒီဇင်ဆွဲမယ်ဥပမာဒီစမတ်ကနေပြီးတော့ A ပေါ့ဒါ A ပေါ့ဟုတ်ပြီနော်အဲ့လိုလေးဆွဲလိုက်မယ်ပြီးတဲ့အခါမှာဒါက B ပေါ့ B ကိုဆွဲလိုက်မယ်နောက်တစ်ခုကအစစ်နဲ့မှာဘယ်ပထမအများဤအဆုံးမှတ်စပြီးတော့မှအပိုင်ကိ B ကိုဖော်ပြတော့များတစ်ခုကိုလက်ရာဘက်တို့ဆွဲမယ်လက်ရာဘက်ကိုဆွဲမယ်ပြီးတော့မှမှုလက်မှတ်မှဆ၍ဒုတိယအများဤဆုံးမှတ်တွင်ဆုံးတော့တတိယများတစ်ခုကိုဆွဲပါ အဲ့တော့ဒီကနေစပြီးတော့မှနောက်ဆုံးပြီးတဲ့အထိကိုများလေးတစ်စင်းဆွဲလိုက်မယ်။အဲ့ဒီကရတဲ့ဒီတတိယများပမာဏသည် အပိုင်းကိန်းနှစ်ခုပေါင်းလည်းဖြစ်တည်။ဟုတ်ပြီဥပမာ၁ကိုကြည့်မယ်။ပေါင်းမှာက 1.2+2.2 တန်ဖိုးကိုကိန်းမြဲအသုံးပြုပြီးရှာမိဆိုပါစို့။အဲ့တော့ပထမဦးဆုံး1.2နေရာချမယ်။အဲ့တော့ဒီမူလမှတ်ကနေစမယ်။ မူလမကနေပြီးတော့ဒါက1 1 minus 2ဆိုတာဒီဒီဘက်ကိုတဝက်ဝက်လိုက်တယ်တဝက်ဝက်တော့ဒါတဝက်ဒီဘက်ကတဝက်ဆိုတော့1 1 minus 2ကတိတာမယ်အဲ့တော့ဒါဒီ1 1 minus 2ကိုပြရဲမြာအဲ့ဒီကနေနောက်တစ်ခုကိုဆက်ပြီးတော့ဆွဲမယ်သူကပေါင်းတာမို့လို့ဆက်သွားလိုက်မယ်2 1 minus 2ဆိုတော့ဒီဘက်က1 minus 2ကရှိပြီးသား 2နဲ့ဒီကြားထဲက1.2ရှိပြီဒါ lesson 1.2ရပြီဆိုတော့ဒီဘက်မှာလက်ယူနဲ့ထည့်ယူမယ်တယူနဲ့လက်ယူနဲ့လက်ယူနဲ့ထည့်ယူလိုက်တော့2 1.2ဆိုတော့ရသွားပြီအဲ့တော့ d 1 1.2နဲ့2 1.2နဲ့ပေါင်းလိုက်တယ်ဆိုတော့ဒီကနေဒီမူလမှတ်ကနေပြီးတော့ဒုတိယများ ဆုံးနဲ့ထည့်အောင်သွားပြီးတော့မှသူ့ကိုကြည့်လိုက်တဲ့အခါမှာအဖြေက၄ဆိုရင်မှရမယ်ဒီကနေဒီထိမူလမှတ်ကနေ၄ထိအဲ့တော့1 1.2 2 1.2က၄ရမယ် ဟုတ်ပြီဒါကဆင်မတို့ကကိလင်းပေါ်မှာဆွဲတာအဲ့တော့စာအုပ်ဘယ်လိုရေးမလဲဆိုတော့မူလမမစာ၍လက်ရာဖက်တို့112နေရာအထိရောက်တော့ပထမမြောင်းဆွဲပါဒါဒီအဆင့်ကိုပြောထားတယ်ဟုတ်ပြီနော်နောက်တစ်ခုကကြတော့ထုံများအစုံးကိုစမှတ်ထားပြီးတော့ခုနဆွဲထားတဲ့များရဲ့ဒီအစုံးကိုပြန်အစမှတ်ထားမယ်ပြီးတော့မှအလဲရ2 1 2ကိုဖော်ပြတဲ့ဒုတိယများအောင်ဆွဲမယ် ရှေ့ကတော့ဒါ112ဒါကဆို212အဲ့လိုမျိုးဆွဲပြီးလို့ရှိရင်တတိယမြောင်မူလမှတ်မှဒုတိယမြားရဲ့အစုံမူလမှတ်ကနေဒုတိယမြားအစုံကိုဆွဲလိုက်တဲ့ခါကျတော့၄ဆွေမှရမယ်။ဟုတ်ပြီနော်။အဲ့လိုဆွဲခြင်းအဖြစ်ဒါမူလမှတ်တွင်စပြီး၄တွင်ဆုံးတော့ကြာလက်ရဖက်သို့ဦးလဲသည့်မြားကိုရရှိသဖြင့်အပိုင်းကိန်းတစ်ခုရဲ့ပေါင်းလက်သည်၄ဖြစ်ကြောင်းတွေ့ရပါသည်တဲ့။ဟုတ်ပြီလား။နောက်တစ်ခုကနှုတ်မယ်။ A နဲ့ B တို့ဤနှုတ်လက် A- B ကိုဂိမ်းပြင်ပေါ်မှာရှာမယ်ဆိုရင်စမှတ်ကိုမူလမှတ်ထားမယ်ခုနလိုပဲစမှတ်ကိုမူလမှတ်တွင်ထား၍လက်ရာဘက်သို့အပိုင်းကိတ် A ကိုဖော်ပြတော့ညာတစ်ခုဆွဲအရင်ဦးဆုံးလက်ရာဘက်ကိုဆွဲမယ်ပြီးတော့မှလက်ရာဘက်ဤအစုံမှတ်ကိုစပြီးတော့မှအပိုင်းကိတ် B ကိုဖော်ပြတဲ့ညာတစ်ခုလက်ဝဲဘက်ကိုသွားမယ်ပြောချင်တာက A ဆိုရင် A ကနေပြီးတော့မှပြန်စပြီးတော့ဒီဘက်ကိုလာမယ်သူနှုတ်ပလိုက်ချင်တာဟုတ်ဒီလိုနှုတ်ပလိုက်တဲ့ခါမှာဒါလေးကျန်နေဆိုတဲ့သဘောဟုတ်ပြီနော်အဲ့ခါကျတော့နှုတ်တဲ့ခါမှာတော့လက်ဝဲဘက်တို့ ပြန်လှည့်လာမယ်လှည့်လာပြီးတော့မှသူ့ကိုနှုတ်လိုက်တယ်နှုတ်လိုက်တဲ့အခါမှာကြံနေတဲ့အစိပ်ပိုင်းကဒီကနေဒီထိကြံနေဆိုတာမျိုးပေါ့နော်အဲ့ခါကျတော့ဗရမျာအဒီအဒီပထမမြားရဲ့အဆုံးမှတ်မှာစပြီးတော့မှအပိုင်ကင်းဘီကိုဖော်ပြတဲ့မြားကိုလက်ဝဲဘက်ကိုဆွဲမယ်ပြီးတော့မှမူလမှတ်မှာစရွေဒုတိယမြားဤဆုံးမှတ်တွင်ဆုံးတဲ့မြားတစ်ခုဆွဲပါဒီလိုလေးပေါ့အဲ့တော့ဒီမှာမူလမှတ်ကနေပြီးတော့ဒီလိုလေးဆွဲလိုက်မယ်အဲ့ဒီဆရာမတော့နှုတ်လိုက်လို့ a-b ကိုနှုတ်လိုက်လို့ရတဲ့အဖြစ်ဖြစ်တယ် ဥပမာနဲ့ကိုကြည့်မယ်4-11-2ကိုကိမြဲအသုံးပြုပြီးရှာမိဆိုပါဆိုအရင်ဆုံး4ကိုဆွဲလိုက်မယ်။ဒီကနေ့ဒါ4 4ဆိုဆွဲပြီးတော့နှုတ်မှာဖြစ်တဲ့အတွက်ကြောင့်လက်ဝဲပဲကိုလာမယ်။1-1-2ဒါက1ဒါက1-2အဲ့ခါကျတော့ဒီထိရောက်လာပြီ။ဆိုတော့ဒီအစိတ်ပိုင်းကလေးကိုနှုတ်လိုက်တဲ့အခါမှာကျန်ပါသည်2-1-2ကျန်တယ်။အဲ့တော့ဒါကအဖြေပဲ2-1-2ဒါအဖြေပဲဟုတ်ပြီနော်။ အဲ့ကကျတော့စာရေးမယ်ဆိုရင်ဒီမှာဖော်ပြထားတဲ့အတိုင်းရေးပေးရမှာဖြစ်တယ်။မူလမမစာ၍လက်ရာဖက်တို့၄လျာထီရောက်တော့ပထမများကိုဆွဲပါဆွဲလိုက်တယ်။ထိုများဆုံးကိုစမှတ်ထား၍အလျာ112ကိုဖော်ပြတော့ဒုတိယများကိုလက်ဝဲဘက်တို့ဆွဲပါအဲ့တော့ဒီမှာဆွဲလိုက်တယ်။ပြီးတော့မှမူလမှတ်မှဒုတိယများဤဆုံးမနေရာထိဆွဲခြင်းဖြင့်ရရှိတော့တတိယများသည်နှုတ်လက်ကိုဖော်ပြသည်ဒါမျိုးလေးပေါ့နော်အဲ့တော့ဒါတော့စာအုပ်ထဲမှာရှိပြီးသားလွယ်လဲလွယ်ပါရဲ့ အဲ့တော့ဒီမှာအပေါင်းကိန်းကိုဖော်ပြပါကအများသည့်လက်ရာဖက်သို့ဥလဲ၍အပေါင်းကိန်းကိုဖော်ပြရင်လက်ရာဖက်ကိုဥလဲမယ်အနုတ်ကိန်းကိုဖော်ပြပါကအများသည့်လက်ဝဲဖက်ကိုဥလဲပါမယ်တဲ့ဟုတ်ပြီနော်ဒီလိုမျိုးလေးပေါ့ဒါဆိုရင်ဆံမတို့လေ့ကျင့်ခင်း၃၅ကိုသွားပါမယ်လေ့ကျင့်ခင်း၃၅ကကိန်းမြင့်အသုံးပြု၍အောက်ပါတို့ရှားပါဆိုတော့1 2 3 4 2.3 2.3အဲ့တော့အရင်ဦးဆုံးဆံမတော့ပေါင်းမှာဖြစ်တဲ့အတွက်ကြောင့်ပထမညာတဆင့်ကိုဆွဲလိုက်မယ်1 2.3ဆိုတော့မူလမကနဲ့စမယ်ဒါက1 2.3ဆိုတော့ဒီဘက်မှာသူ၃ပုံပုံပြီးတော့၂ပုံဆိုတော့ဆံမတော့ဒီလိုလေး၃ပုံပုံလိုက်မယ်၂ပုံဆိုတော့ဒီထိရှိမယ်ဟုတ်ပြီနော်အဲ့တော့ဒီလိုလေးအဆက်ကလေးခြားပြီးတော့မှညာကောင်းလေးဆွဲလိုက်မယ် ဒါကဘာကိုပြလဲဆိုတော့1 2 3ကိုပြဆက်ပြီးတော့ပေါင်းမှာဖြစ်လို့သူကဒီပထမအများရဲ့အဆုံးနေရာကနေစမှတ်ထားပြီးတော့မှဟိုဘက်ကိုဆွဲမယ်သူကဘယ်လောက်ဆွဲရမလဲဆိုတော့2 1 3ဒါက1 1 3ရပြီးသွားပြီဟုတ်ပြီနော်ဒါ၃ပုံပုံမှတစ်ပုံဆိုတော့ဒီဘက်ကို2ထပ်ပြီးစဉ်းစားမယ်1 2ဆိုတော့တတိရှိမယ်အဲ့တော့ ဒီလိုလေးဆွဲလိုက်မယ်ဒါပါကိုပြလဲဆိုတော့2 1 my 3ကိုပြမယ်အဲ့ခါကျတော့သူ့ရဲ့ပေါင်းလက်ကဒီမူလက်မှတ်ကနဲ့စပြီးတော့ဒုတိယများဆုံးတဲ့အထိဒီများလေးတစ်စင်ဆွဲလိုက်မယ်ဒါကသူတို့ရဲ့ပေါင်းလက်ဒီ4ရတယ်အဲ့ခါကျတော့အဖြေပါ4ပဲဟုတ်ပြီနော်အဲ့တော့1 2 my 3 plus 2 1 my 3 is equal to 4ဆိုရရသွားပြီအဲ့တော့တကယ်လို့ကလေးတို့အနေနဲ့ဒီပုံကိုဆွဲတဲ့အာဒီစာအုပ်ရေးခြင်းလဲဆိုလို့ရှိရင်တော့ဒီစာအုပ်ထဲကိုပြန်သွားကြည့်ရအောင် မူလမတ်မှဆ ảy ၍လက်ရဖက်သို့ဟုတ်ပြီလားလက်ရဖက်သို့1 3/2နေရာချေရောက်တော့ပထမပထမများကိုဆွဲပါဆွဲသည်ပါနော် ဆက်ပြီးတော့ရေးမယ်ထိုများအဆုံးကိုစမှတ်ထား၍အလယ်ရာ ကိုဆွဲတာလည်း2 3 1 2 1 3ကိုဖော်ပြတော့2 1 3ဆိုတော့ဒီနေရာမှာပြောင်းမယ်ဖော်ပြတော့ဒုတိယမြောင်လှည့်ရဘက်သို့ဆက်ဆွဲသည်တတိယမြောင်မူလမှတ်မှဆပြီးဒုတိယမြောင်ဤဆုံးမှတ်အထိဆွဲသည်တတိယမြောင်ဒီမူလမှတ်တွင်ဆပြီးအာဒီ for မှာလည်းဆမတော့ဖြစ်လဲ for ပဲဆိုတော့ for ရင်းဆုံးသောကြောင့်လှည့်ရဘက်သို့ဦးလဲသည့်မြောင်ကိုရရှိသည့်ဖြစ်အပိုင်းကိန်းနှစ်ခုပြီးပေါင်းလက်သည့် for ဖြစ်ကြောင်းတွေ့ရမည်ဒီလိုမျိုးလေးတကယ်လို့ကြောင်းမှာဆ ਾਇ ရခိုင်းရရှင်နော်အဲ့ဒီ ချီရေးပေးရပါမယ်ဆရာမတော့ရေးမပြတော့ပါဘူးဆရာမကတော့ခုနကလိုပဲပေါင်းလိုက်ရင်ကိုပြည့်စုံတယ်လို့ယူဆလို့ပါအဲ့တော့ကလေးတို့အနည်းနဲ့တကယ်လို့ဆရာမရေးခိုင်းရင်ဒီလိုနေရာလေးတွေမှာပြင်ပြီးတော့မှထည့်ပြီးတော့ရေးလိုက်ရုံပဲဟုတ်ပြီနော်နံပါတ်1ကကြတော့နှုတ်မယ်4 2 6 5ဟုတ်ပြီ4ရဲ့ကနေနှုတ်မယ်ဆိုတော့ပထမများအောင်ဆရာမတို့ဆွဲလိုက်မယ်ဒီထိဟုတ်ပြီနော်များကောင်းတော့ဒီလိုလေးလက်ထားမယ်ဒါ4ကိုပြရဲများအဲ့ဒီက4ကနေပြီးတော့မှ 2ဒီ5 by 6ကိုလုပ်မှာဖြစ်တော့ဒီဘက်ကိုလာမယ်ဘယ်ဘက်ကိုလာမယ်ခုနကရှင်းပြထားပြီးသားအဲ့တော့ဒီကနေပြီးတော့ summary က2ဆိုတော့1 2 2ထည့်ရပြီပြီးတော့မှ6ပုံပုံမှ5ပုံဆို summary 2 6ပုံပုံရမယ်အဲ့တော့1 2 3 4 5 6ပေါ့နော်ဆီမရပုံလာတော့မညီတော့ဘူး1 2 3 4 5 5 6ပေါ်လိုလေးထားလိုက်မယ်6ပုံပုံမှာ5ပုံဆိုတော့တစ်ပုံနှစ်ပုံသုံးပုံလေးပုံ5ပုံဒီထိလာမယ်ဒါလေးကိုဆံမာတော့နှုတ်ပေးရမှာဖြစ်တယ်အဲ့ခါကျတော့ဒါအများကောင်းလေးကဒီလိုလာမယ်သူ့ကိုဆွဲလိုက်မယ်ဒါပေါ့ပြလဲဆိုတော့နေ6ပိုင်း5ပိုင်းကိုပြမယ်မှတ်ပြီနော်6ပိုင်း5ပိုင်းက minus ကိုပြမယ်ဟုတ်လားတကယ်တော့သူကဘယ်လိုလဲဆိုတော့4 plus minus 2 5 by 6ဆိုလိုလား ဟုတ်ပြီနော်အဲ့လိုပုံစံနဲ့အတူတူပဲဒါကြောင့်မလို့သူက -2 5/6ကိုဖော်ပြရတယ်ဒါဆိုရင်ဆရာမနှုတ်လို့ရတဲ့အဖြေဒီဒီအစိတ်ပိုင်းကလေးဒီစိတ်ပိုင်းအစိတ်ပိုင်းကလေးဆိုဆရာမဒီမှာအများလေးဆွဲလိုက်နေဆရာရတဲ့အဖြေကအပေါင်းနဲ့ရမှာဖြစ်တော့ဒီလိုလေးဆွဲလိုက်အဲ့တော့ဒီမှာဘယ်လောက်ရလဲဆိုတော့ဒီနဲ့ဒီက1 1ပြီးတော့ဒါကကြတော့6ပုံပုံမှ5ပုံကဒီဘက်မှာရသွားပြီဆိုတော့ဒီလက်ကျန်နေ6ပုံပုံမှ2ပုံဆိုတော့1 6 5 1ဆိုရရ sorry 1 1 6ပါနော်တက်6ပိုင်းတစ်ပိုင်းဆိုတော့ဆံမရရတဲ့အဖြေကတက်6ပိုင်းတစ်ပိုင်းဆိုပြရရမယ်ဟုတ်ပြီနော်အဲ့တော့အဖြေဘယ်လောက်ရတယ်လဲဒီလိုဆွဲမှဆွဲပြီးတော့မှကြည့်မယ်ဆိုရင်လည်းရတယ်လို့တကယ်လို့ဒီရာလေးကိုအချမ်းထဲမှာတက်ပြီးတော့လေအဲဒီစဉ်းစားလို့ရတယ်ဟုတ်ပြီနော်အဲ့ဒါဒီအပိုင်းကိန်းတွေကိုဆရာမတို့နှုတ်တဲ့ခါမှာပေါင်းမယ်နှုတ်မယ်ဆိုရင်ပိုင်းချိန်ညောင်လို့ရတယ်ဥပမာအနေနဲ့ပေါ့နော်4 minus 10 minus 7 7အပေါင်း9စက္ကန့်ဒီလိုလေးထားလိုက်မယ် ကျွန်တော်မဒီမှာတက်ရှိလာဆိုတော့ကျွန်တော်တို့ပိုင်းခြေ6ဖြစ်အောင်စဉ်းစားလိုက်တဲ့အခါမှာပိုင်းခြေ6ယူမယ်6လေး24 24အနုတ်စက်ခွန်ဆိုတော့ရသွားပြီဟုတ်ပြီနော်အဲ့တော့24တဲကစက်ခွန်ကိုလုပ်မယ်လုပ်လိုက်တဲ့အခါမှာ6ပိုင်း9ပိုင်းရမယ်သူ့ကိုဂင်ရောပြောင်းလိုက်တဲ့အခါမှာဒီ တဲ့6ပိုင်း2ပိုင်းဆွေးမရဒါတော့ဆံမတို့ကိုကမတွက်ခင်မှာအဖြေတိုက်တဲ့နှီးပေါ့နော်တကယ်လို့ဒီလိုလေးတွက်ပြီးတော့မှအော်အဖြေကတဲ့6ပိုင်း2ပိုင်းရမယ်ပေါ့အဲ့ခါကျတော့ဆံမတို့ပုံဆွဲကြည့်လို့တဲ့6ပိုင်း2ပိုင်းမရအောင်ဆင်တော့ကိုယ်ပဲနားမှာမားနေလဲဆိုတော့တည်တာပေါ့ဟုတ်ပြီလားတချို့ကလေးကြတော့ဂိမ်းရဲမှာတခါတည်းဆွဲလိုက်လို့ရှိရင်တို့ကနားမလဲတာတွေလည်းရှိတတ်ပါတယ်ပေါ့ဗျဒီနံပါတ်နဲ့အတွက်လဲပေါ့နော်တကယ်လို့ကလေးတို့ကစာအုပ်ပြည့်ပြည့်စုံစုံရေးခြင်းလဲဆိုရင်တော့ဒီမှာရှိပါတယ် စာမျက်နှာ35မှာမူလမမစာရွေလက်ရဘက်တို့၄နေရာအထိဆွဲပါဆိုဆရာမတို့ခုနဆွဲလိုက်တာကဒီနမနဲ့မှာကတော့၄နေရာအထိပဲဆွဲတယ်ဟုတ်ပြီ၄နေရာအထိရောက်တဲ့ပထမများကိုဆွဲတယ်အဲ့ဒီမှတ်ကနေပြီးတော့မှ25/6ဆိုဆက်ပြီးတော့မှလက်ဝဲဘက်ကိုဆွဲတယ်ဟုတ်ပြီနော်အဲ့ဒီမှာနောက်ဆုံးဆရာတို့ရတဲ့အဖြေလေးကိုဒီလိုလေးရေးလိုက်ရုံဒီထဲမှာအစားထိုးပြီးတော့ရေးရုံပဲဆရာမတော့မရင်းလေအာဆရာမတင်တဲ့တင်တော့ကတော့မရေးခိုင်းဟုတ်ပြီနော်အဲ့လိုမျိုးလေးဒီထိဆွေကိုရတယ်ဆိုပြီးတော့တွက်ထားတာ အဲ့တော့ကလေးတို့အနေနဲ့ဒါကျောင်းဝဆရာမတွေရည်ခိုင်းရင်ဒါမျိုးမျိုးဒါမျိုးလေးပြပြဆုံဆုံလေးရေးပေးလိုက်မယ်။ဒီတော့နံပါတ်3ကကျတော့3နှစ်ပိုင်းတစ်ပိုင်းအပေါင်း1ပိုင်းတစ်ပိုင်းဟုတ်ပြီသူ့ကိုအရင်ဆုံးပေါင်းကြည့်ခြင်းနဲ့ဆင်းနဲ့ပေါင်းကြည့်လို့ရတယ်အကျန်ထဲမှာဆရာမခွန်းနာကပုံစံလေးပြောပြထားပြီးပြီဟုတ်ပြီအဲ့တော့3နှစ်ပိုင်းတစ်ပိုင်းကိုတွားချရအောင်1 2 3၂ပိုင်းတစ်ပိုင်းဆိုဆရာမတို့သူ့ကိုတဝက်ဝက်လိုက်မယ်ဒီထိလာမယ်။3နှစ်ပိုင်းတစ်ပိုင်းဆိုတော့ဟုတ်လားအဲ့ခါကျတော့အဲ့များလေးကိုဆရာမဆွဲလိုက်မယ်။လေတော့ပေးတယ်လေးနဲ့တိချာလေးဆွဲပါ ဒါ၃နှစ်ပိုင်းတစ်ပိုင်းကိုပြရတယ်ညာနောက်တော့ခုအားကျတော့၁၄ပိုင်းတစ်ပိုင်းကိုပြမယ်ဆိုတော့ဒီကနေစမယ်၄ပိုင်းတစ်ပိုင်းကိုပြမယ်ဟုတ်ပြီအဲ့တော့၄ပိုင်းတစ်ပိုင်းကိုအင်းဆုံးစဉ်းစားမယ်ဒါကကျတော့၂ပိုင်းတစ်ပိုင်းရသွားပြီဒီဘက်က၂ပိုင်းတစ်ပိုင်းဆိုတော့ဒီဘက်က၂ပိုင်းတစ်ပိုင်းဟုတ်ပြီနော်၂ပိုင်း၃ပိုင်းရတယ်ဆိုတာဒီ၄ပိုင်း၃ပိုင်းနဲ့တူတူပဲဒါလေးကိုတည်ထားရမယ်။ဒါဆိုရင်ဆရာမတို့က၄ပုံပုံ၂ပုံရသွားပြီ။အဲ့ခါကျတော့ဆရာမတို့ဒီမှာစဉ်းစားမယ်နော်။ ဲ့တော့၄ပုံပုံ၂ပုံရပြီဆိုရင်ဆရာမတို့က၄ပုံပုံ၃ပုံပဲလိုချင်တာဆိုတော့ဒီလိုလေးတဝက်ခွဲလိုက်လို့ရှင်ဒီလိုလေးလိုလိုက်လို့ရှင်ဒါ၃ပုံ၂ပုံ၃ပုံ၄ပုံဆိုတော့ဒီထိဒီ၄ပုံပုံရင်၃ပုံရသွားပြီဟုတ်ပြီနော်အဲ့တော့ဒီကနေဒီထိပေါ့ဒီများကနေဒီထိဒီ၄ပုံပုံရင်၃ပုံရသွားပြီအဲ့ဆိုတော့ဆရာမတို့နောက်ထပ်၁ကိုလိုချင်တယ်ဒီဘက်မှာ၄ပုံပုံ၃ပုံထပ်ရှိသေးတယ်ဒါဆိုရင်ဒီဘက်မှာလည်း၄ပုံထပ်ပုံလိုက်မယ်၄ပုံထပ်ပုံလိုက်တဲ့ခါကျတော့ဒီဘက်မှာ၃ပုံဆိုရင်၁၂၃ တော့မှုံပုံလိုက်တဲ့ခါကျတော့ဒီဘက်ကတပုံက၄ဘိုင်းတစ်ဘိုင်းရပြီဒီဘက်က၄ဘုံ၄ဘုံပုံ၄ဘုံ၄ဘုံပုံ၄ဘုံဆိုတာကတော့တစ်ပေါ့နော်ဒါဆိုရင်ဆရာမတော်ဒါကဒီထိဒီတစ်ကိုရသွားပြီဆိုတော့ဒီဘက်ကတစ်ရဲ့ဒီဘက်က၄ဘိုင်းတစ်ဘိုင်းရဆိုတော့ဆရာမတော်ဆွဲလိုက်တဲ့များသည်ဒီ၄ဘိုင်းတစ်ဘိုင်းကိုရတယ်ရပြီနော်အဲ့ခါကျတော့ဒီထိမရဘူးနော်ကလေးတို့ဒီတန်းလေးမှာဆရာမတော်ဒီနှစ်ပိုင်းရှိနေရလေးကတော့နည်းနည်းလေးသတိထားရမယ်အဲ့တော့ဒါကပေါင်းတာဖြစ်လို့ဆရာမတို့ဒီကနေပြီးတော့မှ ဒုတိယမြားဆုံးတဲ့အထိမြားကလေးဒဇင်ဆွဲလိုက်မယ်အဲ့တော့ဒါဒီ၃နှစ်ပိုင်းနှစ်ပိုင်းနဲ့တိလေးပိုင်းနှစ်ပိုင်းပေါင်းနဲ့ပေါင်းလက်ဖြစ်တယ်ဒါဆိုရင်ဘယ်နေရာမှာသွားပြီးတော့ရက်သွားတယ်လဲဆိုတာကိုကြည့်လိုက်မယ်အဲ့တော့ဒါကိုဆရာတို့က၄ပုံပုံထားတာ၄ပုံပုံပြီးတော့မှဒီဘက်မှာ၃ပုံယူရဲဒီဘက်မှာ၃ပုံယူထားတယ်ဒီပုံမဲမရှိဘူးဒီမှာဒီပုံမယူထားအောင်ဒါတော့ဒီမှာဘယ်လောက်ရှိလဲဆိုတော့၄ပိုင်း၃ပိုင်းရှိဒီတော့၃ညနဲ့ဆက်တဲ့တိနဲ့၃၄၄ လေးပိုင်း၃ပိုင်းဆိုလို့ရမယ်ဟုတ်ပြီနော်လေးလေးပိုင်း၃ပိုင်းရအဲဆိုတော့ဒီအောက်မှာလေးလေးပိုင်း၃ပိုင်းဆိုပြီးတော့ရေးမယ်အဲတော့ဒီအောက်မှာစာထက်ရေးခြင်းသေးရင်နော်ခုနဆရာမပြရတာလေးကိုဆက်ပြီးတော့ရေးလိုက်ရုံပဲနောက်တစ်ခုကနံပါတ်၄၃လေးပိုင်း၃ပိုင်းအနုံး၁၂ပိုင်း၂ပိုင်း ဟုတ်ပြီအဲ့ခါကျတော့3 4ဘိုင်း3ဘိုင်းဆက်မလို့ဆွဲမယ်ဒီနေ3 3ရပြီ4ဘိုင်း3ဘိုင်းဆိုတော့သူ့ကို4ပုံပုံမယ်4ပုံပုံမှာ3ပုံဆိုတော့ဒီချိလာမယ်အဲ့ခါကျတော့ဒီကနေပြီးတော့ဆက်မလို့များလေးဆွဲလိုက်မယ်ဒါပါဖော်ပြလဲဆိုတော့3 4ဘိုင်း3ဘိုင်းဖော်ပြအဲ့ဆက်မလို့နှုတ်ပါဆိုတော့ဒီဘက်ကိုဆက်လာမယ်ဟုတ်ပြီနော်အဲ့ဒီကနေပြီးတော့မှဘယ်ဘက်ကိုဆက်လာမယ်ဘယ်လောက်လာရမလဲဆိုတော့1 2 3 အဲ1.2ပေါ့နော်1 1.2တင်းတစ်ပိုင်းတစ်ပိုင်းလာမယ်ဆိုတော့အရင်ဦးဆုံးဆရာမတော်ကနှစ်ပိုင်းတစ်ပိုင်းကိုစဉ်းစားမယ်အဲ့တော့ဒီမှာ၄ပုံပုံထားတယ်၄ပုံပုံထားတယ်ဒါက၄ပိုင်း၃ပိုင်းကိုဖော်ပြထားတာဟုတ်ပြီနော်ဆရာမတော်ဒီနှစ်ပိုင်းတစ်ပိုင်းကိုပဲစဉ်းစားမယ်ဆိုတော့၄ပုံပုံ၃ပုံမှာနှစ်ပုံယူလိုက်လို့ရှိရင်ဒါနှစ်ပိုင်းတစ်ပိုင်းရသွားပြီနှစ်ပုံပုံရင်တစ်ပုံရသွားပြီဟုတ်ပြီနော်၄ပုံပုံရင်နှစ်ပုံဆိုတာဒီနှစ်တလီနှစ်နှစ်နဲ့လီလေးဆိုတော့နှစ်ပိုင်းတစ်ပိုင်းရပြီ ဟုတ်ပြီနော်အဲ့ခါကျတော့ဆရာမတို့ဒီထိဒီဒါနှစ်ပိုင်းတစ်ပိုင်းဆရာမတို့ကရပြီဆိုတော့တစ်ကိုထပ်ပြီးတော့စဉ်းစားရမယ်တစ်ဆိုတာဒီလေးပုံပုံရင်လေးပုံပဲအဲ့တော့ခါကျဒီမှာလေးပုံပုံတပုံဆရာမတို့စီမှာရှိနေတယ်ဒီတော့လေးပုံရပုံအတွက်နောက်ထပ်သုံးပုံစဉ်းစားရမှာဆိုတော့ဒီဘက်ကိုလေးပုံထပ်ပုံပြီးတော့သုံးပုံထပ်ယူမယ်တင်းနဲ့သုံးဆိုတော့သုံးပုံထပ်ယူတော့ဒီထိလာမယ်ဟုတ်ပြီနော်အဲ့ခါကျတော့ဒီလိုမျိုးလေးဆရာမများဆွဲလိုက်လေအော်ဒါဆရာမတို့ဘာကိုပြလဲဆိုတော့ဒီနှစ်ပိုင်းတစ်ပိုင်းကိုပြတယ် ဟုတ်ပြီနော်ကလေးတို့ရှင်းမယ်ထင်ပါတယ်နည်းနည်းလေးတော့စဉ်းစားရမယ်နော်ဒီဘက်မှာလက်ကြံလေးတွေလည်းရှိလို့ဒီလက်ကြံလေးတွေနဲ့ပေါင်းပေါင်းပြီးတော့မှကိုကတစ်ဖြစ်အောင်ဒီ၄ဘိုင်းပိုင်းလို့ရှိရင်တစ်ဖက်မှာ၄ဘိုင်း၃ဘိုင်းရှိနေရင်တစ်ဖြစ်ဖို့အတွက်နောက်ခါ၄ဘိုင်း၃ဘိုင်းပဲလိုအပ်တယ်ဆိုတာမျိုးဒီတော့သိရမယ်ပေါ့နော်ဒီလက်ခုပေါင်းလိုက်လို့၄ဘိုင်း၄ဘိုင်းရတယ်ဆိုရင်ဒါတစ်ဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ဆရာတို့ဒီမှာဘယ်လောက်ရလဲဆိုတော့တင်း၅ဘိုင်း၃ဘိုင်းရသွားပြီဒါပြီနော်အဲ့ခါကျတော့ဆရာတို့နှုတ်လို့ရတဲ့အဖြေက ဒီကနေပြီးတော့မှဒီဘက်ကိုရတဲ့အဖြစ်ပဲအဲ့တော့ဒါဘယ်လောက်ရှိမလဲဆိုတော့ဒါက1တယူနဲ့ဒီဘက်မှာ2ယူနဲ့ဒါဘက်က4ဘုံဘုံ3ဘုံဆံမတို့ယူထားတာဆိုတော့ဒီဘက်မှာရှိပါလိမ့်၄ဘိုင်းတစ်ဘိုင်းပဲရှိမယ်ဆိုတော့ဆံမတို့ရတဲ့အဖြစ်လေး1 2နဲ့4ဘိုင်းတစ်ဘိုင်းဆိုရရအဲ့ဒီမှာဆံမတို့ရရမှာဒီနဲ့4ဘိုင်းနဲ့တစ်ဘိုင်းဆိုရရှိရအဲ့တော့စာရေးဖို့လိုရင်တော့ခုနကစာအုပ်ထဲမှာစာဆံမင်းက34 35မှာပေါင်ထားတယ်နှုတ်ထားတယ်ဥပမာလေးရှိရအဲ့ဒီတိုင်းရေးပါ ။နောက်ပြီးနောက်တစ်ခုသွားမယ်နံပါတ်5နှစ်အနောက်အဒီ၃ပိုင်း10ပိုင်းပေါ့နော်အဲ့တော့ဒီပုံစံလေးရနည်းနည်းလေးစဉ်းစားရပါတယ်ဆရာမတို့ဒီနှစ်အနောက်ပေါ့နော်သူ့ကိုကင်းရောပုံစံပြောင်းမယ်အဲ့တော့၃၃ညကိုတစ်ကြံနဲ့ဆိုတော့ဒီလိုလေးရမယ်အဲ့တော့ဒီကနေပြီးတော့ဆရာမတို့နှုတ်ကြည့်ရအောင်နှုတ်ကြည့်တဲ့အခါမှာဒီအဲဒီ၃တဲ့ရလေးပဲတစ်ကိုနှုတ်လို့ရမှာနှစ်ကနေတော့နှုတ်လို့မရတော့ဆိုတော့အဖြေရမှာကအနှုတ်တည်း၃ပိုင်း၃ပိုင်းဆိုပြရအဖြေဒီအနှုတ်ရနေမယ် ဟုတ်ပြီလားအနှုတ်ရနေမယ်ပြီးတဲ့ခါကျတော့ဆမရနှစ်ထည့်ရနေနှုတ်တာမဟုတ်သုံးထည့်ရနေနှုတ်တာသုံးသုံးပိုင်းတစ်ပိုင်းတည်းရနေသူ့ကိုနှုတ်တာလက္ခဏာကြီးတဲ့လက္ခဏာတက်တော့အနှုတ်ကိုတက်တယ်ဒါကြောင့်မလို့အရင်ဆွဲတဲ့အချိန်မှာဒီဒီ30ဒီသုံးပိုင်း30ပိုင်းကိုအရင်ဆွဲပေးရမယ်မှတ်ပါပြီနော်သုံးပိုင်း30ပိုင်းကိုဆွဲမယ်ပြီးတော့မှနှစ်ကိုဖယ်မယ်ဒါမှဒါလည်းအဖြေဒီအနှုတ်နဲ့ရမယ်အရင်ဆုံးနှစ်ကိုသွားဆွဲလိုက်လို့ရှိရင်အဖြေမရတော့ဟုတ်ပြီလားအဲ့ဒီခါကျတော့ဆမရုတ်ကအရင်ဆုံးပါကိုဆွဲရမယ်ဆိုတော့အနှုတ် 3 3ပိုင်းတစ်ပိုင်းကိုဆွဲရမယ်အနုတ်3 3ပိုင်းတစ်ပိုင်းဆိုတာဒီအနုတ်3ပိုင်း10ပိုင်းကိုပြောတာဆိုတော့ဆရာမတို့ကအနုတ်ကိုအရင်ဆွဲမယ်အဲ့ခါကျတော့ဆရာမတို့ဒီမှာ0ကနေစမယ်စမှတ်ကတော့0ပဲလာမယ်အဲ့တော့အနုတ်ဆိုတော့အများကောင်းကဒီဘက်ကိုလဲမယ်3 3ပိုင်းတစ်ပိုင်းဆိုတော့တွားလိုက်မယ်ဆရာမတို့က1 2 3 3ပြီးတော့ဒီဘက်ကို3ပုံပုံမယ်3ပုံပုံပြီးတော့ဒဘုံဆိုတော့ဒီထိလာမယ်အဲ့တော့ဒီတန်းလေးမှာဆရာမအများကောင်းလေးလုပ်ပြီးတော့မှဒီလိုလေးကြီးလိုက်ဒါက 3 oh sorry ဒါကကြတော့3 -10 ဘိုင်းကိုပြရတယ် minus 3 by 10ကိုပြရတယ်ဟုတ်ပြီအဲ့ဒီကနေပြီးတော့နှစ်ကိုနှုတ်မှာနှစ်ကိုနှုတ်မှာဆိုတော့နှစ်ဆိုတာဒီအပေါင်းလက္ခဏာကိုပြလို့ဒီကဆုံးမှတ်ကနေပြီးတော့ညာဘက်ကိုလာမယ်အပေါင်းပြချင်လို့ဟုတ်ပြီနော်သူကနှစ်ဆိုတော့ဒါကဘယ်လောက်လဲဆိုတော့3ပုံပုံ2ပုံ3ပုံပုံ2ပုံအဲ့ခါကျတော့ဒီဘက်ကဒါက1အဲ့ဆို1 3ဘိုင်း2ဘိုင်းရပြီဒီတော့ဆရာမတို့ဒီနှစ်ရဖို့အတွက် သုံးပုံပုံရင်သုံးပုံဖြစ်အောင်စဉ်းစားရမယ်ဒါကတပုံဒါကတက်ရသွားပြီတယူနေရပြီဒီဘက်မှာကသုံးပိုင်းတစ်ပိုင်းပဲရှိမယ်ဆိုရင်နောက်ထပ်နှစ်ပိုင်းလိုပဲဒါအဲ့ဒါမှာပဲတက်ရမယ်နှစ်ပိုင်းဆိုရင်ဒီဘက်ကိုသူ့ကိုသုံးပိုင်းခွဲလိုက်တဲ့ခါမှာတစ်ပိုင်းနှစ်ပိုင်းဒါဆိုဒါက1ဒါက3ပိုင်းတစ်ပိုင်း3ပိုင်းနှစ်ပိုင်း3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 ပိုင်းဆိုတာ1ပဲဆိုတော့ဒီထိလာရမယ်ဒါက2ကိုဖော်ပြရတယ် နှစ်ကိုဖော်ပြထားတဲ့များသည့်ညာဘက်ကိုလှည့်နေမယ်ဒါကလေးတို့ဒီအောက်မှာလေးတခြားလေးရေးမယ်နော်အနော်30ပိုင်း3ပိုင်းဆိုပြီးတော့ဒီမှာမရှိတော့အဲ့ခါကျတော့ဒါဆမ်မရွန်နှစ်ကိုဖော်ပြရဲအဲ့တော့နှစ်ဒီညာဘက်ကိုလှည့်နေမယ်ဦးလှည့်နေမယ်ဒါဆိုတော့ဆမ်မရိုရမယ်အဖြေဒီဒါလေးပဲအဲ့တော့ဒီမှာအများကောင်းကိုဘယ်လိုတက်မလဲဆိုတော့ဒီမှာရထားတဲ့အဖြေကအနှုတ်ဆိုတဲ့အခါကျတော့အများကောင်းဒီဘက်မှာလာဒီလိုလာမယ် ဟုတ်ပြီနော်ညာကောင်းဒီဘဲဘက်ကိုလဲ့နေမယ်အဲ့ခါကျတော့ဆင်မလို့ရတဲ့အဖြေကဘလောက်လဲ0ကနေဒီထီယာ1တယူနစ်ရှိတယ်ဒီဘက်မှာကဒါ3ပိုင်း2ပိုင်းရယူထားပြီးသားဖယ်ပြီးသားဆိုတော့ဒါဒီ3ပိုင်း2ပိုင်းရှိမယ်ဒါကြောင့်မလို့အနုတ်1 3ပိုင်း2ပိုင်းရှိလဲရတယ်ဟုတ်ပြီနော်အဲ့ကတော့ဆင်မလို့ရတဲ့အဖြေကနင်းအနုတ် ဒီ၃ပိုင်း၁၀ပိုင်းနှုတ်လိုက်တဲ့ခါကျတော့အနှုတ်၁၃ပိုင်း၁ပိုင်းဆိုလည်းရရပြီနော်အဲ့တော့စအရှိရေးကျင်တော့ဟိုထဲမှာခုနကပြောတဲ့ဥပမာတွေကအတိုင်းဂိမ်းလေးတွေအပိုင်းဂိမ်းတွေကိုပြောင်းပြီးတော့မှရေးလို့ရပါတယ်အဲ့တော့ကလေးတို့ဒီဟာကိုကောင်းကောင်းရသွားပြီလို့ဆရာမထင်ပါတယ်။ Like comment နဲ့ subscribe လေးလုပ်ပေးပါအဆင်ပြေမယ်ဆိုရင် VPN လေးနဲ့ကြည့်ပေးပါရှင်။ခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ကြံနေတဲ့လေချိန်ခန်း3.6တိ channel အပိုင်းလေးကိုနောက်ပြီးတော့ဆက်ပြီးတော့တင်ပေးမှာဖြစ်ပါတယ်